မင်္ဂလာပါရှင်။ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာဇလွန်ကျော်ဦးရေးသားသောကျင့်ုံနဲ့ပရခီးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ တနေ့ကျွန်ုပ်ထံသို့မမျှော်လင့်မဲမိဆွေတို့ပြုံးစားကြီးရောက်ရှိလာလေသည်ထို့ကြောင့်ကျွန်ုပ်သည်ထိုမိဆွေတို့အတွက်အင်ရှင်ပီပီအဲ့ဝစ်ကြောင်အဲ့ခံရလေသည်ကျွန်ုပ်အဲ့ခံပြီးပရိတ်တဏ္ဍာရစကားကိုဥလင်စွာဆိုမိလေသည်မိဆွေကမလာစဘူးကျုပ်စီကိုလာတယ်ဆိုတော့အကြောင်းထူးရှိလာပြီနဲ့တူရဲ့လူရင်းကိုပြောစမ်းမအောင်ဗျာပြောရမှာပေါ့ကိုရင်ရဲ့ပြောချင်လို့လို့ကိုရင်စီတကူးတကလာခဲ့ရတာပဲမဟုတ်လားဖြည်းဖြည်းပေါ့ထိုမိတ်ဆွေသည်သူ့အတီတိုင်းတဟဲရံမောကကျွန်ုပ်ခန်းထဲကြီးစာအုပ်များကိုစစ်စစ်ဆက်ဆက်ကြည့်ရှုပြီး ရင်ကပရလောကအကြောင်းတွေရေးနေပါလားစာအုပ်တွေထဲမှာလည်းတွေ့တွေ့နေရလို့ကိုရင်စာတွေကိုဖတ်နေရတယ်ဟုတ်တယ်ဗျာကျုပ်လည်းပရလောကသားတွေရဲ့ဘဝကိုစိတ်ဝင်စားမိလို့ရေးနေတာပါကျွန်ုပ်စကားသံကိုကြားလိုက်ရ၍ထိုမိတ်ဆွေသည်ကျွန်ုပ်မျက်နှာကိုစစ်စစ်ကြည့်၍ပြုံးနေသည်ပြီးတော့စကားဆက်ပြန်သည်ဘလို့မတော့မထင်မှန်းနဲ့ကိုရင်ရဲ့ကျုပ်ကိုမင်းကလေးတစ်ခုမင်းဝင်ပြူပါ ကိုရင်ရေးနေတဲ့အဆောင်မူတွေကတကယ်ပြရလောကသားတွေနဲ့တွေ့ခဲ့ကြုံခဲ့ဘူးလို့ကိုတွေ့ရေးတာလားဒါမှမဟုတ်တစစ်စကားနဲ့ရေးတာလားအဲ့ဒါသိကျင်လို့မေးတာပါထိုမိတ်ဆွေကြီးရိုးစင်းလုံးသောမိခွန်ကြောင့်ကျွန်တော်ရုပ်ချီးအဖြေပေးရန်ဆိုင်ငံ့မိသွားချေသည်တကယ်တော့ကျွန်တော်မိတ်ဆွေသည်ပြရလောကကိုလုံးဝယုံကြည်သူမဟုတ်မှန်းရှေးဦးမဆွာကပင်ကျွန်တော်သိရှိထားခဲ့သောကြောင့်ဖြစ်သည်အေးဗျာမိတ်ဆွေမိခွန်ကမေးတဲ့မေးတိုက်တဲ့မိခွန်တစ်ခုပါမေးရှိမှတော့အဖြေဆိုတာရှိရမှာပေါ့ဗျာ ဒါပေမဲ့မိတ်ဆွေမေးတဲ့ပရလောကသားတွေကိုကျုပ်လက်စုပ်လက်ခံပြဖို့ကခက်နေတယ်။ကျွန်ုပ်စကားကြောင့်ထိုမိတ်ဆွေသည်ခေါင်းကိုအလိုလိုမှတ်သွားပြီးကျွန်ုပ်ဆက်ပြောမိစကားကိုငန့်လင်နေသည်။ပြီးမှဒါဆိုကိုရင်ပရလောကသားစာမူတွေစောက်ထဲမှာရေးပြတဲ့အကြောင်းကိုကျုပ်သိချင်တယ်ဗျာ။อืมပရလောကသားဆိုလို့ကျုပ်တို့အဖွားပြောပြတဲ့စကားနဲ့ပဲအစချီပြီးပြောရမှာဒီလိုဗျာ လူငယ်ငယ်ကနေဝင်စည်းစာချိန်တောတဘာဝနေရင်သွင်းချိန်ပေါ့ဗျာအဲ့ဒီချိန်ရောက်ရင်ကျုပ်တို့ခွားကကျုပ်တို့ကလေးတွေကိုအိမ်ပြန်ကုန်ထွက်ခိုင်းဘူးဗျအိမ်ထဲမှာပဲနေစေချင်တာဘာဖြစ်လို့လဲကိုရင် လေးစားမအောင်ဒီလိုဗျနေရင်သွင်းချိန်ဆိုမကောင်းဆိုးဝါဖြစ်တဲ့ပြန်လောကသားတွေမြူးတို့ပျော်ပါကြက်စားတဲ့ချိန်မျိုးကျုပ်တို့ကလေးတွေကိုအနေရပေးမှဆိုပြီးကျုပ်တို့ခွားကအိမ်ပြန်ကုန်မထွက်ဖို့တားမြစ်ခဲ့တာအဲ့ဒီဖြစ်ကိုကျုပ်ကခဏခဏကြုံရတော့တိကျင်စိတ်နဲ့ကျုပ်ခွားကိုစက်စုမေးကြည့်မိတယ် အဖွားကဟဲ့နေတို့ကံပြင်းနေလို့ဘာမှမဖြစ်ဘူးကံနေနေနဲ့ကြုံရင်မကောင်းဆိုးရတယ်နဲ့ကြုံရတတ်တယ်လို့ပြောတယ်အဲနဲ့ကျုပ်တို့ကခလေးပြီးပြီးမကောင်းဆိုးရဆိုတာသိကျင်လို့အဖွားမသိအောင်နေရင်းသိကျင်ဆိုအိမ်မင်းကိုခိုးထွက်ပြီးကြည်ရတာအမောပဲကျွန်ုပ်စကားကြောင့်ထိုးမိတ်ဆွေက အာအာတင်သွားသည်မျက်နှာဖြင့်ကျွန်ုပ်ကိုကြည့်ကဒါဆိုအဲ့ဒီပရတ်လောကသားတွေနဲ့ကိုရင်တွေ့ခဲ့သေးလားပြီးတော့ကံနေတဲ့သူကို၆လန့်ပူစားတတ်တယ်ဆိုတာရော ဟုတ်ရဲ့လားကိုရင်ဟုတ်ပါဗျာဟုတ်ပါအဲ့ဒီပရလောကသားတွေကမကောင်းသောအမြင်အနက် အတန်တွေနဲ့ခြောက်လန့်တက်ကြတာဒါပေမဲ့လူတိုင်းတော့မဟုတ်ဘူးဗျာကန်နေတဲ့သူဆိုလို့ပြောရအောင်မယ်ကျုပ်တို့ငငယ်ကတကယ်ချင်းလေးကားရောက်ဆိုပြီးညနေဆောင်ကလေးကခြံကြီးတစ်ခြံထဲမှာ ကောက်ရိုးပုံကြီးမှာတူတူပုံနဲ့ကစားနေကြတာအဲ့လိုတူတူပုံနဲ့ကစားရင်ကျုပ်တငယ်ချင်းစံတင်ရုပ်တရက်ပျောက်သွားတယ်ကိုကြီးတငယ်ချင်းစံတင်ပျောက်သွားတယ်ဟုတ်လားဘလို့ကြောင့်ပျောက်သွားတယ်ဆိုတာလေးစားမအောင်ကျုပ်တို့တငယ်ချင်း၄၅ဦးတူတူပုံနဲ့ကစားနေရကပြန်ဆုံးတော့စံတင်ကိုမတွေ့ရလို့ဝိုင်းရှာကြတယ် စတင်ပုံးစရာဆိုလို့ကောက်ရိုးပုံကြီးတပုံပဲရှိတာဒါပေမဲ့ကျုပ်တို့စတင်ကိုဘလို့ရှာရှာခေါ်တန်ထူးတန်လည်းမကြရတော့ဘူးနောက်ဆုံးစတင်ရမိပါတယ်စီသွားပြောပြီးရှာတော့မှစတင်ကိုပြန်တွေ့ရတာစတင်ကဘယ်မှာပုံးနေတာလဲကိုရင်ကျုပ်တို့အတူကစားနေတဲ့ကောက်ရိုးပုံကြီးပေါ်မှာပဲတက်ပုံးနေတာကျုပ်တို့ရှာတာလဲဒီကောက်ရိုးပုံကြီးအနှက်ထေရထက်ခဲ့တာနောက်မှကျုပ်စတင်ကိုမေးကြည့်တော့ကျုပ်တို့သူ့ကိုရှာနေတာတွေ့တယ်ခေါ်နေရလဲကြားတယ်ဒါပေမဲ့ तू ထုလို့မရပဲဖြစ်နေတာတဲ့ဒီဖြစ်ကအတော်ဆန်းတယ်လို့ပြောရမှာပဲကိုရင် ဟုတ်တာပေါ့မိတ်ဆွေရေဒီအဖြစ်ကရိုးရိုးလေးပါပဲတုတ်တုတ်ကစားတဲ့၄၅ယောက်ထဲမှာစံနေတယောက်တည်းဖြစ်ခဲ့တာမဟုတ်လားအဲ့ဒါမကောင်းဆိုးဝါးတွေဝတ်ထားတယ်လို့ပြောရမှာပဲကျွန်တော်စကားသာနားထောင်ပြီးမိတ်ဆွေသည်အတွေ့အနယ်ချက်နေဟန်တူသည်ကျွန်တော်လည်းစကားတစ်ခုမှမဆိုတော့ပဲငြိမ်သက်နေသည့်မိတ်ဆွေကိုအကဲခတ်ပြီးကြည်လိုက်မိသည် င်းကိုရင်ပြောတဲ့အဖြစ်ကကျုပ်ဖို့စဉ်းစားစရာဖြစ်နေတယ်ဗျစဉ်းစားစရာဘောမိတ်ဆွေရေဒီအဖြစ်ကကျုပ်ဖို့ကမှပထမဆုံးလက်တွေ့မျက်တွေ့ကြုံခဲ့ရတဲ့အဖြစ်ပဲဗျကျုပ်မိတ်ဆွေကိုဆက်ပြောစရာတွေကြံသေးတယ်ဒါတွေကလည်းမိတ်ဆွေမယုံကြည်နိုင်စရာတွေဖြစ်လာမှာမလွဲဘူးဗျပြောစမ်းမှာကိုရင်ကကျုပ်ကိုအားမနာပါနဲ့ကျုပ်ကလည်းပရလောကကိုစူးစမ်းလေ့လာနေတာကြာပြီကောင်းပါဗျာကောင်းပါ အခုကျုံမိတ်ဆွေကိုပြောပြမှာကကျုပ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကတချို့တဝက်ကိုပြောပြမှာပါပရလောကသားတွေနဲ့ပတ်သက်ပြီးအခြားကိုးကားစရာရည်ညွှန်းစရာတွေအများကြီးရှိပေမဲ့ကျဲပြန့်လုံးလို့ကျုံမပြောတော့ပါဘူးကျုံကြုံဆုံခဲ့ရတဲ့အဖြစ်ပဲပြောပြမှာပါမိတ်ဆွေသဘောကရောကိုရင်ရဲ့ကိုရင်ရဲ့ကျုံချောင်းကိုတိပြီးသားပဲမဟုတ်လားထို့ကြောင့်ကျွန်ုပ်ဒီမိတ်ဆွေကိုစကားဆက်လိုက်မိလေသည် နောက်ထပ်အဖြစ်ကတော့ကျုပ်ရဲ့တူတယောက်လိုပဲပြောရမှာ ကျုပ်တူကအငါကားမောင်းနေတာတနေ့ကာမောင်းပြီးမိုးချုပ်လို့အိမ်ပြန်လာအိမ်ရှိမှမမျောလဲမဲ့မွေကြီးတကောင်ကိုတွေ့လို့ရိုက်တက်မိတယ်မွေကြီးကိုကျုပ်တူရိုက်တက်ပြီးမကြဘူးယောဂါဆွဲတော့လာပဲဟုတ်လားကိုရင်ဘာယောဂါဆွဲခဲ့တာလဲယောဂါကတော့စမ်းတယ်လို့ပဲပြောလို့ရတယ်ကျုပ်တူရဲ့လဲပင်းကြီးကတနေ့တခြားကြီးကြီးလာတာတမားတော်ဆုံးနဲ့စေဝါကုပေမဲ့မရတော့ဘူးနောက်ဆုံးကောက်ချက်ချအမကကလေးသားချီချင်းခံရတယ်လို့ပဲပြောရမှာပဲဗျာကလေးသားချီတာခံရတယ်ဟုတ်စား အဲ့လိုပဲတတ်မှတ်ရတော့မှာပဲမိတ်ဆွေကျောက်တူဝေဒနာခံစားရင်အိမ်မက်မက်ခဲ့တာကအိမ်မက်ထဲမှာမွေးကြီးတကောင်ကသူ့နှစ်ဖူးကိုပေါက်တာလို့ခဏခဏပြောတာဒါဆိုမွေးကြီးကအိမ်မက်အတိုင်းပေါက်ခဲ့တယ်လို့ပြောရမှာပေါ့ဖြစ်နိုင်တာတော့ရှိတယ်မိတ်ဆွေကျောက်တူသေးတော့ဘယ်သူမှအမှတ်မထားမိကြဘူးကျောက်ကသူ့ပြောခဲ့တဲ့အိမ်မက်ကိုမယုံလို့စူးစမ်းကြည့်တော့သူ့နှစ်ဖူးမှာမွေးစွဲရလေးကိုတွေ့ရတာอืมကိုရင်ကတော့ဂမ်ဘီယာစာရေးစရာပြီးပြီးကျောက်ကိုအတွေးပါအောင်စွဲခေါ်နေပြီနဲ့တူတယ် ကျုပ်ဆွဲမခေါ်ပါဘူးမိတ်ဆွေရဲ့ငရေတိရိစ္ဆာန်ပိတ်တာအတူတကယ်လို့အပယ်လေးပုံရှိတယ်မဟုတ်လားပရလောကသားဆိုတာမြင်မမြင်ရတဲ့ဘုံသားတွေလေသူတို့မှာရှိတဲ့ကမစိတိနဲ့အမြင်အနှံ့အတန်တွေနဲ့ခြောက်လန့်နိုင်ကြတာပဲမဟုတ်လားစပ်ပါအောင်ကိုရင်ကျုပ်စိတ်တော့နည်းနည်းဝင်စားသလိုဖြစ်မိတယ်မိတ်ဆွေလည်းစာဖတ်သူတူ မဟုတ်လားစာတွေထဲမှာပြရလောကနဲ့ပတ်သက်တဲ့ထူးထူးဆန်းဆန်းဖြစ်ရတွေကိုဖတ်ဖို့မှာပေါ့ ဖတ်ဖူးပါတယ်ကိုရင်ရဲ့ဒါပေမဲ့ကျုပ်ရင်ထဲမှာမရှင်းမလင်းတဲ့အဖူထစ်ကလေးရှိနေလို့မေးနေရတာပါကိုရင်ရဲ့နောက်တစ်ခုပြောရအောင်မယ်ကျုပ်ဝန်ထမ်းဘွားကကျုပ်အိမ်သူရဲ့ဇာတိတော့ရွာကိုအလဲတစ်ခေါက်ရောက်သွားတယ်ကျုပ်တို့တော့ကိုရောက်တော့ညနေစောင်းနေပြီဒါနဲ့ကျုပ်တို့စားဖို့ကြက်သားချက်တာပေါ့ကျုပ်ထမင်းစားပြီးအိယာဝင်တော့မဲ့ချိန်အိတ်ခန်းထဲကနေကျုပ်ခဲမလေးကအန်တကြိတ်ကြိတ်နဲ့တက်ခေါက်တန်ကိုကြားလို့ကျုပ်လည်းမတင်ငါလို့မေးကြည့်တော့ကျုပ်မျက်နှာကိုမျက်ထောင်ကြီးနဲ့စူးစူးဝါးဝါးကြည့်ပြီး မြို့ကဧည့်သည်တွေလာလို့စစ်သားရင်စားကြင်တာကိုမကြွေးလို့စိတ်ဆိုးနေတာတဲ့ကျုပ်လည်းသတိရပြီးဖျားရှိကိုမြစ်တာတုံရွတ်ဆိုပြီးရင်မန်းတိုင်မှာမန့်ညိုထွက်သွားတာကိုရဲစကားထဲမှာဘယ်ကမန့်ညိုကဝင်လာရတာတော့မန့်ညိုဆိုတာကိုရဲခင်မနာမည်လားမဟုတ်ဘူးမိတ်ဆွေရဲ့ကျုပ်ပြောတဲ့မန့်ညိုဆိုတဲ့မိန်းကလေးကမကျွတ်မလို့သေးတဲ့ပရလောကသားပဲကျုပ်ခင်မလေးကိုဝိညာဉ်ပူးကပ်ပြီးပြောတာဒါဆိုမန့်ညိုကြောင့်ဆက်စမ်းမအောင်ကိုရင်ဒီလိုဗျအဲ့ဒီမန့်ညိုဆိုတဲ့မိန်းကလေးကတွေ့ရောက်ကြတဲ့ရန်ဖြစ်ပြီးချောင်းတစ်ဖက်ကန်းကိုလှည့်နေလာတာ ောင်းလေရောက်မှလှေဘောကနေချောင်းနဲ့ခုံစင်းပြီးအစင်းတွေဘွားနဲ့တည်ခဲ့တာဒါဆိုမန်းညူကမကြွမလွတ်သေးတဲ့ပရလောကသားဖြစ်နေတာပေါ့ဟုတ်လားကိုရင်အဲ့ဒါသာစဉ်းစားကြည့်တော့မိတ်ဆိုရေးကြောက်ရွံ့သွားတော့မှမန်းညူကမကြွမလွတ်တဲ့ဘွားရောက်နေမှန်းသိရလို့သူ့ယောက်ျားကကောင်းမှုကုသိုလ်ထပ်ပြုပြီးအမြဝေရတယ်မန်းညူမကြွမလွတ်နိုင်မဲရှိနေတာကသူ့သားလေးကိုဘွားချနေတာတော့ဆွဲလမ်းမပြတ်နိုင်မဲဝိညာဉ်တွေ့ခဲ့တဲ့အဖြစ်တွေပဲမိတ်ဆိုရေးဒါဆိုမန်းညူဘွားကတနာစရာပါလားကိုရင် ဟုတ်တယ်မိတ်ဆွေကံတရားဆိုတာအတိတ်ကံနဲ့ပြစ္ဆုတ်ကံဆိုတာရှိသေးတယ်ကုံလွန်ခဲ့တဲ့အတိတ်ကံကိုပြုပြင်ဖို့မလွယ်ဘူးဗျကိုလုတ်ကန်ခဲ့တဲ့အတိုင်းဘဝမှာပြန်ကျိုးပြတဲ့စမြဲပဲမညိုဘဝကိုကြည့်လေလူဘဝကဆွဲလန်းခဲ့တဲ့အဆွဲလန်းကြောင့်မကျွတ်မလွတ်နိုင်ရှာပဲဖြစ်နေတာမဟုတ်လားကျွန်ုပ်ဤစကားကြောင့်မိတ်ဆွေသည်စိတ်ပါဝင်စားလာဟန်တူသည်လက်ထဲတွင်မိဆွေနေသောစလိတ်ကိုပင်မတောက်နိုင်ပဲကျွန်ုပ်ရှေ့ဆက်မိစကားကိုငန့်လင်နေသည်ကျုပ်ရဲ့မိတ်ဆွေရင်တူအကြောင်းမှာအဲ့ဒီမိတ်ဆွေကကျုပ်လိုစာမြေးတော်လဲစာဖတ်နာသူဗျာ ူဖတ်သမျှစာရီထဲမှာကောင်းတို့ရရာတွေကိုနှုတ်ငုံနီးပါကြုံနဲ့တွေ့တိုင်းရွတ်ဆိုပြောတတ်တာဒါပေမဲ့အဲ့ဒီမိတ်ဆွေကဝေဒနာတစ်ခုနဲ့ကွယ်လွန်သွားခဲ့ရှာတယ်ကျုပ်လည်းကျုပ်မိတ်ဆွေကွယ်လွန်တော့စိတ်မကောင်းဖြစ်နေမိတာတနေ့ကျုပ်မိတ်ဆွေနဲ့ပတ်သက်ပြီးမကျုပ်မလို့ပဲခြောက်လန့်နေတဲ့သတင်းကိုကြားတော့ကျုပ်အတော်ကြီးအံ့ဩသွားမိတယ်ကောင်းမိသားစုကသူ့အတွက်ကောင်းမှုကုသိုလ်မပြုဘူးလားကိုရင်ပြုပါသကောလားဗျာအဲ့ဒီမိတ်ဆွေကွယ်လွန်ကလေးက ို့တွေရည်စူးပြီးအလူရည်ဆက်လက်နဲ့မကွာကြံရိုက်ခဲ့တဲ့မိသားစုတွေကတူထမ်းခဲ့ပါတယ်။ဒါပေမဲ့သူမရရှာဘူးဆိုတာသိရတယ်။အဲဒါကြောင့်လားမသိဘူး။မကျွမလို့ရှာတဲ့ကျုံမစ်စီကမိန်းကလေးတယောက်ကိုသူ့ကိုယ်စားဝိညာဉ်ပုတ်ကပ်ပြီးပြောပြခဲ့တာ။ဘာတွေများပြောခဲ့လဲကိုရင်စိတ်ဝင်စားစရာတွေပါလား။စိတ်ဝင်စားစရာပေါ့ဗျာ။ကျုပ်စဉ်းစားမိတဲ့လောက်ပြောရရင် ကျုံမိတ်ဆွေလက်တွေရောက်နေရတဲ့ဘဝကအလွန်တနာစရာကောင်းတဲ့ဘုံဘဝဖြစ်နေတာနေစားမအောင်ကိုရင်ရဲ့ကိုရင်ပြောတဲ့တနာစရာဘဝကိုကိုရင်မိတ်ဆွေတကယ်ရောက်နေတာလားပရလောကသားဘဝရောက်နေတယ်လို့ပြောရမှာပဲဗျကျုံမိတ်ဆွေဝိညာဉ်ပူကတ်နေတဲ့မိန်းကလေးကစာမတက်ပေမတက်ရက်သူလေးပါသူပြောတာကစုံလို့ပါဗျာအဓိကကတော့သူ့ဇနီးတွေကိုစိတ်မချနိုင်ပဲသူ့ဇနီးနောက်ကအများကြီးလိုက်နေတာအဲ့ပြီးတော့သူ့ရောက်ရှိနေတဲ့နေရာကိုလည်းပြောသေးတယ်ပြပန်းစင်းရဲလုံးလို့ ကုသိုလ်ရဏပြုပေးဖို့ပါ။ကျန်ရတဲ့မိသားစုကသူ့အတွက်ရည်မှန်းပြီးကုသိုလ်ပြုပေးမယ်။ဘဝစိတ်မကြည်လင်ပဲအမျှဝေလို့သူအမျှမရတဲ့အကြောင်းပါတယ်။ဒါဆိုသူ့ကိုဘလို့ကောင်းမှုကုသိုလ်ပြုပေးရမှာလဲကိုရင်။အဓိကကတော့ကွယ်လွန်သူအတွက်ကောင်းမှုကုသိုလ်ပြုတဲ့အခါစိတ်ပဝင်နှလုံးကြည်ကြည်တာတာနဲ့ပြုပေးဖို့ပါ။ဒါပေမဲ့ကျုပ်ရင်ထဲမှာဘဝမကြခဲ့တာအမှန်ပဲဗျ။ကိုရဲ့စိတ်တွေဘဝမကြခဲ့တာကိုလင်းစားမအောင်ဗျ။ဒီလိုဗျ။ ဖြူစားကြီးအငါခန္ဓာဝိညာဉ်ဝင်ပူပြီးကျုံမိတ်ဆွေကိုစားပြောနေတဲ့စကားတွေကိုကျုပ်အစကတမျိုးမြင်မိတယ်မိတ်ဆွေပဲစဉ်းစားကြည့်လေဗျာပရလောကသားဆိုတာဖုတ်တစေမှင်းစာပိတ်တာတရေဘလူးလို့ပါဝင်နေကြတာမဟုတ်လားအခုကျုံမိတ်ဆွေမဟုတ်ပဲအခြားပရလောကသားတူကဝင်ကပ်ပြီးပြောရင်ရောမဖြစ်နိုင်ဘူးလားကိုရင်ပြောသလိုဖြစ်နိုင်တာပေါ့ဗျာဒါပေမဲ့ကျုပ်မကြခဲ့တဲ့စိတ်ပုံဝင်ကြခဲ့တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်ပုကတ်ခြင်းခါရတဲ့မိန်းကလေးက ျုံမိတ်ဆွေရဲ့ပြောဟန်ဆိုဟန်နေပုံထိုင်ပုံနဲ့တရံတူပြီးကျုပ်ကိုခဏခဏရွတ်ဆိုပြနေကြစာတွေကိုရွတ်ပြနေတော့ကျုပ်တော်အတော်လေးအံ့ဩသွားမိတယ်။မိတ်ဆွေစဉ်းစားကြည့်လေဗျာ။ဒီမိန်းကလေးနဲ့ကျုံမိတ်ဆွေကဆွေမျိုးလဲမတော်ဘူး။အခုမှအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတဲ့ကိစ္စမဟုတ်လားအဲ့ဒီကလေးကကျုံမိတ်ဆွေကစကားတွေပြောပြီးသူ့မိသားစုကိုသူ့လိုဘဝမရအောင်ဖះတရားတန်ခါဆိုတဲ့ယတနာသုံးပါးကိုမမေ့ရောကိုပြောပြီးဝိညာဉ်ထွက်သွားတာပဲ ဒီဖြစ်ပျက်ကိုမိတ်ဆွေစဉ်းစားကြည့်စမ်းဗျာကျွန်ုပ်စကားသံကြောင့်မိတ်ဆွေသည်ကျွန်ုပ်ကို တခွန်းတပါးသားများစကားမတုံ့ပြန်ပဲစိတ်စိတ်နေလေသည်ပြီးမှစိတ်ကိုမင်းကြီးဖွာဆိုင်နေလေသည်ကျုပ်ကတော့ပရလောကသားတွေနဲ့ပတ်သက်ပြီးစောက်တွေထဲမှာရင်းနေသူဆိုတော့မိတ်ဆွေကိုယုံကြည်ပါလို့မပြောလိုပါဘူးဒါပေမဲ့30ပုံကျင်လည်ကုန်ရတဲ့သတော်ဝင်တွေရည်ဆိုတော့ကျုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်စံတွေကရှိခဲ့တယ်လို့ဆိုရမှာပဲဒါတွေကိုလည်း ုံတွေ့ခဲ့ကြသူတွေရှိသလို မကြုံတွေ့ခဲ့ကြသူတွေလည်းရှိနိုင်ပါတယ်။တစ်ခါတည်းရန်အလွန်ထူးဆန်းအံ့ဩဖွယ်ရာတွေဖြစ်တဲ့နံပိုင်းဆိုင်ရာတွေကိုလက်စုပ်လက်ကင်ပြပြီးပြောမပြနိုင်တဲ့အဖြစ်တွေတောင်ရှိသေးတယ်ဗျ။ကျွန်ုပ်ဒီအတန်ကြာစကားပြောဆိုပြီးစကားပြက်ကရှေ့တွင်ရှိနေသည့်ရင်းလွှဲချမ်းခါကားတစ်ခွက်ကိုငှဲ့တော့လိုက်မိလေသည်ကျွန်ုပ်မိတ်ဆွေသည်ကျွန်ုပ်ကိုပင်စကားမဆိုနိုင်ပဲစဉ်စားတွေးတော့နေဟန်တူသည်ပြီးမှကျွန်ုပ်ကိုကြည့်၍ကိုရင်ပြောတဲ့အဖြစ်တွေကစိတ်ဝင်စားဖို့တော့ကောင်းပါတယ် တ်နေတာကကျုံမိတ်ဆွေကစကားပြောဆိုရင်ပြတ်တောက်သွားသည့်အတွက်ကျွန်တော်စကားဆက်မိလေသည် မိတ်ဆွေရဲ့နှလုံးသားဓာတ်ခံအဆုံးပြတ်တစ်ခုပါကျုပ်ကတော့ဘဝတန်တရာခီးမှာလက်စုံလက်ကင်ပြဆံကြည့်တဲ့ပရလောကကိုယုံကြည်တယ်ပရလောကရှိတယ်ဆိုတာကလည်းမြတ်စွာဘုရားဟောကြားခဲ့တဲ့ပိဋကဝတ္ထုတွေရှိခဲ့တယ်မိတ်ဆွေပရလောကနဲ့ပတ်သက်လို့ဘဝတဏအစွဲလမ်းကြောင်းရောက်ခဲ့ရတဲ့အဖြစ်တွေပဲမိတ်ဆွေဒါကြောင့်ဒါနသီနဘာဝနာဟူသောဓမ္မအလိုအရ တဏှာအစွဲအလန်းများကင်းဖြတ်ဖို့ဆရဏတရားပွားများပြီးတမာရီထူထောင်နိုင်ဖို့ကလည်းပိုပြီးရေးကြည့်ပါရယ်ပြီးတော့ပရလောကဆိုတာနာမိုင်းဆိုင်ရာဆိုတော့လက်စုပ်လက်ကင်မပြနိုင်ပေမဲ့အနံပေဝေဘူး၆လမ်းကြရယ်ဆိုတာကလည်းအကူကြီးတောင်းကြတဲ့ပရဘုံသားတွေပါကိုရင်ပြောပြလို့ပရလောကသားတွေအကြောင်းကိုသိရတာကျုပ်စိတ်ဘဝင်ကြသွားမိပါရယ်ကဲအချိန်လဲလင့်နေပြီကျုပ်ဆက်စရာလေးရှိသေးလို့ကျုပ်ကိုပြန်ခွင့်ပြုပါဦး ျွန်ုပ်မိတ်ဆွေသည်ကျွန်ုပ်ကိုနှုတ်ဆက်၍ထွက်ခွာသွားလေတော့သည်ဒီဗီဒီယိုလေးကိုစုံလေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်